နေဦးမိသားစုဝင်တို့ရေအားလုံးမင်္ဂလာပါနော်ဒီနေ့မှလည်းကျွန်တော်သဘောကျနှစ်ချိုက်မိတယ်ဆရာဖြိုးတီဟာရဲ့စောင်းမလေးတပုတ်ကိုအားလုံးအတွက်ဖတ်ပြပေးချင်ပါတယ်အားလုံးနားဆင်ပေးကြပါဦးနော်စိတ်ဖိစီးမှုကိုကင်တွယ်ပုံချင်းမတူကြပါဘူးစိတ်တွေမုန်းချတဲ့အခါလိုအပ်တာတွေတယောက်နဲ့တယောက်မတူကြဘူးတယောက်ထဲမှာရင်တစ်ခါနဲ့တစ်ခါလဲမတူကြဘူး တချို့ကနားထောင်ပေးတာလိုချင်တယ်။တချို့ကအပိစကားကြားချင်တယ်။ကိုယ်တိုင်လည်းတခါတလေနားထောင်ပေးရင်တသက်တခါတလေအပိစကားလိုအပ်တယ်။တချို့ကတယောက်တည်းနေချင်တယ်။တချို့ကတဦးတယောက်ရဲ့ထွေးပွေးမှုကိုလိုအပ်တယ်။တခါတလေရင်ဖွင့်ချင်တယ်။တခါတလေကြဒါတွေကိုဖွင့်ထုတ်ဖို့အဆင်သင့်မဖြစ်သေးလို့ကိုယ်ပါဖြစ်နေတဲ့အတင်မမီပဲ။ ုခံစားချက်တွေကိုဒီအတိုင်းလေးနားထောင်ပေးတာလက်ခံပေးတာပဲလိုချင်တယ်။ဘာမှမဆိုင်တဲ့တခြားအကြောင်းအရာတွေရေးစရာတွေကြားချင်တယ်။တစ်ခါတလေစာအုပ်ထဲချရေးတယ်။တစ်ခါတလေ Facebook ပေါ်ရင်ဖွင့်တယ်။တစ်ခါတလေအချိုးတွေကိုစားချင်တာတွေစားပစ်တယ်။တစ်ခါတလေကြအိမ်တန့်ရှင်ရေးထားလုပ်လိုက်တယ်။အိမ်ရှင်းသွားရင် စိတ်လည်းနည်းနည်းရှင်းသွားတယ်လို့ခံစားရလို့ဒီလိုတုံ့ပြန်ပုံတွေ အမျိုးမျိုးရှိကြပါတယ်။ကိုယ်တိုင်းတော့တပုံစံနဲ့အမြဲလိုအပ်နေတာမဟုတ်ပါဘူး။ဒါကိုတတိထားမိဖို့လိုတယ်။မဟုတ်ရင်သူမပြောချင်တာကိုအတင်းလိုက်မင်းမိတာမျိုးလုံးမိတတ်တယ်။တယောက်ထဲနေချင်းသူကို အနားမှရှိနေပေးဖို့ကြိုးစားတာမျိုးကိုအားပေးစကားပြောလိုက်ကမှသူ့မှာစိတ်အဆင်မပြေပို့ဖြစ်သွားရတာမျိုး စသည်ဖြင့်လည်းရှိတတ်ပါတယ်။ကိုယ်တိုင်လည်းကြုံဘူးကြလိမ့်မယ်ထင်တယ်။ငပိရေကိုကိုကြိုက်တိုင်းလူတိုင်းလည်းကြိုက်လိမ့်မယ်မှတ်ယူထားလို့မရသလိုပေါ့။ကိုကြိုက်တာကိုသူ့ကြွေးမှာလား။သူ့စားချင်တာကိုကြွေးချင်တာလား။တရားစဉ်းစားကြည့်တဲ့နဲ့မဟုတ်ရင်နှစ်ဦးနှစ်ဖက်စလုံးအတွက်အသိမပြေပါဘူး။ပေးသူမှလည်းစိတ်မကောင်းဖြစ်ရလက်ခံရသူမှလည်းအားနာရနဲ့။အားကြောင့် ကိုပန်ဝင်ခြင်းကဖြစ်တဲ့ခင်တဲ့သူတွေစိတ်ထိခိုက်တဲ့အခါဝမ်းနေနေတဲ့အခါဖိစီးနေတဲ့အခါအကူအညီတစ်ခုခု ဖြစ်စေလိုတဲ့ဆိုရင်လူတွေရဲ့မတူကွဲပြားတဲ့သဘောကိုနားလည်ထားဖို့သိအရေးကြီးပါတယ်။ဒေးနီတိုးဆော့ဆန်ရှိုင်းဆိုတဲ့စီးရီးထဲမှာ မင်းသမီးကစိတ်ကြယောဂခံစားနေရတယ်။အိယာထဲမှာပဲခွေးနေတယ်။ဒါကိုမင်းသားဖြစ်သူကအမလို့အမရဖြစ်ပြီးသူစီရောက်လာ အခန်းလိုက်ကတွေဆွဲဖွင့်အတင်းဆွဲထူအပြင်သွားဖို့ခေါ်နဲ့တွန်းအားတွေပေးတယ်။အသက်ကွင်းနေတဲ့သူကိုဒါမျိုးခက်ချမ်းချမ်းလို့ပြစ်တာကအဆင်ပြေကောင်းပြေနိုင်တယ်။စိတ်ချယောဂဖြစ်နေသူကိုအဲ့ဒီလိုလှုပ်တာကြနှိမ့်စက်နေရနဲ့တူတယ်ဆိုပြီးဆရာဝန်ပြောပြတာလေးအမြဲတည်းရတယ်။ဒါကြောင့်စေတနာဇောမကြီးဖို့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဘဟုတုတ္တများဖို့လဲ လိုအပ်လိမ့်မယ်လို့မြင်ပါတယ်။ကျွန်တော်ဆို introvert ဖြစ်တဲ့အတွက်ကိုယ်ခံစားချက်တွေကို ထုတ်ပြောရတာအမတန်ခက်ပါတယ်။ပင်လဲပင်မှန်ပါတယ်။တစ်ခါတလေအတင်းလိုက်မမေးပဲကျွန်တော်ဟာကျွန်တော်အေးဆေးနေဖို့လွတ်ထားပေးလိုက်တာကပိုပြီးအကူအညီဖြစ်တတ်တယ်။ပင်သင်းဖြစ်တဲ့အခါပြောနိုင်လာတဲ့အခါပြောလာပါလိမ့်မယ်။သို့တော်လဲကိုချစ်တဲ့ခင်တဲ့သူတွေကြောင့် ီလိုညင်နေတာကိုမချိုက်ဘူးဘာဖြစ်ချင်လဲဘာဖြစ်နေလဲသိချင်တယ်မယားမကအတင်းလိုက်မိတော့သူတို့နဲ့ကိုနဲ့ပါစကားများရာရောကျွန်တော်လည်းစိတ်တွေချင်းကျက်လာရောကျွန်တော်လိုလူတွေဆိုဒီခံစားချက်ကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်နေရပြောင်းစဉ်းစားကြည့်တော့ကိုယ်တိုင်လည်းကိုချစ်တဲ့လူတယောက်တခုခုဖြစ်နေတယ်ဆိုရင်ဘာဖြစ်နေလဲသိချင်တာပါပဲ။ ကိုပေးချင်တာပါပဲနားတော့လဲပေးနိုင်ပါတယ်ဒါကြောင့်ကိုလက်မှာလဲအတင်းလိုက်မင်းမင်းမိအောင်ကြိုးစားတယ်စိတ်မဝင်စားသလိုဖြစ်မှလဲဆိုလို့ပြောချင်လာတဲ့အခါကျွန်တော်ရှိတယ်နော်ဆိုတာမျိုးတော့သေချာပြောပြထားတယ်သူ့ကိုအချိန်ပေးတယ်စပေ့ပေးတယ်ဘလို့ပဲဖြစ်ဖြစ် လူတွေရဲ့စိတ်ဖိစီးမှုကိုကင်တွယ်ပုံချင်းတူးမနေကြဘူးဆိုတဲ့အတိတ်ကလေးရှိထားရင်ပဲ ကိုယ်ပတ်ဝန်းကျင်ကလူတွေအတွက်အကူအညီမဖြစ်တော့အနည်းဆုံးကိုယ်ကြောင့်စိတ်အနှောက်အယှက်ထပ်မဖြစ်စေရစေဖို့စင်ကျင်နိုင်လိမ့်မယ်လို့တော့မြင်မိပါတယ်။ဒေါက်တာဖြိုးတီဟာ26ရက်3လ2025ဆရာဖြိုးတီဟာရဲ့စိတ်ဖိစီးမှုကိုကင်တွဲပုံချင်းမတူကြပါဘူးဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးလေးကိုအလုံးတွေမျှဝေပေးခဲ့တာပါ။မိမိသားစုဝင်တို့လည်းကိုယ်စိတ်တွေဖိစီးလာတဲ့အခါ ုထွေးလာတဲ့အခါမှာဘလို့ခိုင်တဲ့ဖြည့်ချင်းကြရဲဆိုတာကိုအဆင်ပြေတယ်ဆိုရင်မျှဝေပေးခဲ့ကြပါဦးနော်အဆုံးထိနာဆင်ပေးခဲ့ကြလို့အူတယောက်ချင်းစီကိုကျေးဇူးများ යි တင်ပါတယ်